โอเค have show ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မှာတော့ခုခဲ translate မှာဘာသာသဘောင်တွေကိုအင်တာနက်မရတဲ့ချိန်မှာတော့ဘာသာပြန်လို့ရမယ် offline translation ဒီလမ်းအသုံးပြုပုံကိုပြောပြပြီးတော့မှာဖြစ်ပါတယ် သူကခီးဒီတွားနေတဲ့ခံမျိုးမှာပဲဖြစ်ဖြစ်ဘာသာတပားတွေကိုလေးလာနေတဲ့ခံမျိုးမှာပဲဖြစ်ဖြစ်ဓမ္မမုကွေးရဲ့လုပ်ငန်းမှာပဲဖြစ်ဖြစ်ဘာသာတပားတွေကြောင့်အခက်အခဲတွေကြုံရတဲ့ဆိုရင်ဒီ Google Translate application ကမိတ်ဆွေတို့ထောက်ဖူးဖြစ်မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့သူကအင်တာနက်မရှိတဲ့အချိန်မှာတော့ဒေါ်လကူဘူးနဲ့ဘာသာပြန်ငွေရတယ်။အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုရင် Google Translate app ကိုဝင်လိုက်ပြီးရင်ဖုန်းရဲ့ပေါ်ပဲဘဲတော့မှရှိတဲ့ Gmail account နေရာလေးကိုနှိပ်လိုက် ပြီးရင် download လမ်းဖွင့်ဆိုရတဲ့ဝင်လိုက်။အဲဒီကဒီမှာဆိုလို့ရှိရင်ဒီ translate လုပ်လို့ရမယ်။ဘာသာစကားကြီးအများကြီးပဲပေးထားတယ်။အဲဒီမှာဆိုလို့ရှိရင်မြန်မာလည်းပါတယ်၊ထိုင်းလည်းပါတယ်၊ဂျပန်နီ၊ချိုင်းနီ၊ဟင်ဒီ၊အာရဗီ၊အင်္ဂလိပ်အဲဒီမှာတော်တော်လေးကိုစုံပြောင်းပေးထားတယ်။ အဲကျွန်တော်တို့ကအဲ့ဒီဒီ language တွေအများကြီးတဲ့အမှာဒီကို translate လုပ်ချင်တဲ့ဘာသာစကားကိုတွန်းပြမဲ့ဘာသာစကားကို internet ဖွင့်ပြီးတော့အရင်ဆုံး download ဆွဲထားပေးဖို့လိုအပ်တယ်။ကို translate လုပ်မဲ့ဘာသာစကားတွေကို download ဆွဲထားပြီးရင်အဲ့တူရဒီမှာဆိုရင် off မှာ box လေးနှစ်ခုပြထားတယ်။အဲ့ဒီ box လေးနှစ်ခုလေးကိုကို translate လုပ်မယ်။ဘာသာစကားနှစ်ခုကို ထားပြလိုက်အမ်ပြီးလို့ရှိရင်ဒီ ender death ဆိုတဲ့နေရာမှာကို translate လုပ်မယ်စာသာဘူးခိုက်ခဲ့လိုက်အဲ့တော့ဒီမှာဆိုလို့ရှိရင်မြန်မာနေပြီးတော့အင်္ဂလိပ်ကို translate လုပ်ပေးထားတယ်ကိုကမြန်မာနဲ့အင်္ဂလိပ်မှမဟုတ်ဘူးနောက်ထပ်တခြားဘာသာတစ်ပါးတစ်ခုကို translate လုပ်ချင်သေးရင်လည်းရတယ်ကိုကဒီကူ translate လုပ်ချင်တဲ့ဘာသာကစားတွေကိုအရင်ဦးဆုံး download ဆက်ထားပေးဖို့ပဲလိုအပ်တယ် နောက်ထပ်ရမိုက်ကဲ feature လေးတစ်ခုကကိုကဒီ Facebook တို့ YouTube လို့စားတဲ့ social media အသုံးနေတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ် Messenger တို့ Viber တို့ Telegram တို့မှာကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ချစ်တင်လုပ်နေတဲ့အခါမျိုးမှာတစ်ဖက်ကပို့လိုက်တဲ့ message ရဲ့ဘာသာတစ်ပါးကိုကိုကနားမလည်ဘူးဆိုရင်ကိုနားမလည်တဲ့စာကြောင်းကို copy လုပ်ဟန်ပြီးရင်ဒီ cell phone မှာရှိတဲ့ profile icon လေးကိုထိလိုက်ုံနဲ့သူက auto translate လုပ်ပေးတယ်အဲ့ဒါဘယ်လိုလုပ်လို့ရလဲဆိုရင် Google Translate app ထဲကိုဝင် ပြီးရင်ကနေဖုန်းရံပုတ်ကဘဲတော့မရှိသေးချီမေးကွန်ပရိုဖက် icon လေးကိုနှိမ့်လိုက်ပြီးရင်စတင်နဲ့ဝင်ပြီးတော့ that to translate ကိုနှိမ့်အဲဒီတော့ဒီမှာဆိုလို့ရှိရင် you test to translate ရဲ့ show floating icon ရဲ့ auto translate copy တဲ့ရဲ့ဆိုပြီးဟော option တော့ဝင်ပေးထားတယ်။အဲဒီ option တော့ဘူးလုံးကိုပွန်ထားလိုက်။အဲတော့ဒီမှာဆိုလို့ရှိရင် floating icon လေးရပြီ။ဒီ floating icon မှာလည်းကို translate လုံးမဲ့ဘာသာစကားနှစ်ခုကို တွေးထားပြလိုက်။ဒါဆိုရင်တော့ကျွန်တော်တို့ကဒီဖာသာစကားတွေကို translate လုပ်ရတာပို့ပြီးတော့အဆင်ပြေသွားမယ်။ကဲဒီလောက်ဆိုရင်တော့ Google Translate application က Mixer တို့အကျိုးရှိပြီးတော့အသုံးဝင်မလို့ထင်တယ်။ Mixer ရဲ့ဖုန်းထဲမှာဒီ Google Translate application လေးမရှိသေးဘူးဆိုရင် Play Store မှာတော့ပြီးတော့ download ဆက်ထားလိုက်။ It's app show time, we set the tone. New tech king sitting on the throne. No cap, we pack that promo glow. Tune in, lock in, app show, let's go.